အတင်60မြောက်မြမကျောင်းမရနာပြပွဲအထမနေ့မှာကျောက်စင်းအတွဲပေါင်း950အနက်ကျောက်စင်းအတွဲပေါင်း695တွဲထပ်မံရောင်းချနိုင်ခဲ့ကြောင်းသိရပါသည်2025ခုနှစ်အတင်60မြောက်မြမကျောင်းမရနာပြပွဲအထမနေ့ကိုနိုဝင်ဘာ24ရက်နေ့ကနေပြည်တော်ရှိမဏိရနာကျောက်စင်းခန်းမမှာဆက်လက်ကျင်းပရာနနက်ပိုင်းမှစတင်ပြီးပြည်ရင်းပြည်ပရနာကုန်တွေများဟာမဏိရနာကျောက်စင်းခန်းမအပြင်ဘက်တက်မှတ်နေရာများအလိုက်ခင်းကျင်းပြသထားတဲ့အုပ်စုစီမှကျောက်စင်းတွဲများကိုစိတ်ကြိုက်လေးလာကြည့် ရှုကြကြောင်းသိရပါတယ်။အထမဏိပြပွဲမှာအုပ်စုစီမကျောက်စိမ့်တွဲပေါင်း950အနက်ကျောက်စိမ့်တွဲပေါင်း695တွဲကိုပြည်တွင်းပြည်ပရဲနာကုန်သည်များအားအိတ်ဖွင့်တင်တော်စနစ်နဲ့ရောင်းချခဲ့ရကြောင်းတင်ညာခဲ့ပါတယ်။ ဒါအပြင်ပြပွဲနဝမနီးမှာရောင်းချမဲ့အုပ်စုစီအတွဲမှန်3651မှ4400အထိကိုပြည်ရင်းပြပရဲနာကုန်သည်များကကြီးစုစစ်ဆေးကြပြီးဈေးနှုန်းပေးသွင်းလွှာများကိုသက်ဆိုင်ရာတန်တာပုံများအတွင်ထည့်သွင်းကြကြောင်းအဆိုပါဈေးနှုန်းတင်သွင်းလွှာများကိုတာဝန်ရှိသူများကနိုဝင်ဘာလ24ရက်နေ့ညနေပိုင်းမှာဖွင့်ဖောက်စစ်ဆေးပြီးရောင်းချရတဲ့ကြောက်စိတ်တွဲများကိုနိုဝင်ဘာ25ရက်နေ့နောက်ပိုင်းကကြေညာခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးမြန်မာကျောင်းမရေနာပြပွဲဗဟိုကော်မတီနိုင်ရဲကတရားစာတာနဲ့တဘာဝပတ်ဝန်းကျင်ထိသိရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဥက္ကင်မာယူဟာပြပွဲကျင်းပရာမဏိရဏာကျောင်းစိန်ခန့်မှမှာကျောင်းစိန်တွဲများတနာဖွင့်ဖောက်စစ်ဆေးနေမှုကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများကိုလိုအပ်သည့်များမှာကြားခဲ့ပါသည် ကြန့်ရှိတဲ့အုပ်စုစီမကြောက်စိမ်းကျွဲများကိုနိုဝင်ဘာလ26ရက်နေ့ထိနေပြည်တော်ရှိ မနိရတနာကြောက်စိမ်းခန်းမမှာပြည်ရင်းပြည်ပရတနာကုန်တီများအားဆက်လက်ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရပါသည်။